အဆင်မပြေတာတခုမှမရှိဘူးစိတ်ပူတာလည်းမရှိဘူးစိတ်ညစ်တာလည်းမရှိဘူးဝမ်းသာတာလည်းမရှိဘူးဝမ်းနေတာလည်းမရှိဘူးစိတ်ချုပ်ထွေးတာလည်းမရှိဘူးကိုယ်လည်းမကြသေးခင်အေးအေးလေးနေပြီးတော့အလဲကျလာတော့လည်းပဲခုနပြောတဲ့စိတ်ထဲကအရှင်းဆုံးအနေအထားပြောရဲဆိုတဲ့အခါမှာအဆင်ပြေတယ်။နောက်ပြီးတော့ခုနပြောတဲ့ ဝင်ကြီးပေးရတဲ့ကိစ္စဝင်ကြီးပေးရတဲ့ကိစ္စဘယ်မှာကိုအေးဘုပ္ပဆံပေးလိုက်ရတယ်လို့ဒီလိုတွေ့တာအဲလိုပေးလိုက်ရတယ်လို့တွေ့ရင်တော့ဓမျိုးဖြစ်သွားမယ်တော့နော်ဘိုးဟာပေးလိုက်ရတာပဲလို့ဆိုပြီးတော့အဲလိုတွေ့ရင်ဓမျိုးဖြစ်သွားအဲ့တော့အဲ့ဒီနေရာမှာတရားသဘောကဘာရှိတယ်လဲဆိုတော့ ပေးခြင်းလို့ပေးရရင်စိတ်ချမ်းသာတယ်ပြောတယ်အလူလုတ်တဲ့လူတွေလို့ပေါ့အလူလုတ်တဲ့လူတွေကသူတို့ပေးခြင်းတဲ့အတွက်ကြောင့်ပေးတဲ့ခါကျတော့သူတို့စိတ်မဆင်းရဲဘူးစိတ်မဆင်းရဲတဲ့ပြင်ဝမ်းသာနေတယ်ပေးခြင်းလို့ပေးတာနော်မပေးခြင်းပဲနဲ့ပေးရရင်တော့အဲ့ဒါစိတ်ညစ်ဖို့တာဖြစ်နေတာစိတ်ညစ်တယ်ခေါ်တယ်ဆိုတာစိတ်ဆင်းရဲတယ်ပေါ့အဲ့တော့ ရရင်ဟောတဲ့ရတော့လည်းပဲကြည့်ပေါ်ရရင်ဝမ်းသာကြတာကြီးပဲပျော်ကြတာကြီးပဲစိတ်ချမ်းသာကြတာကြီးပဲအဲ့တော့နှစ်ခုလုံးကစိတ်ချမ်းသာစရာကြီးနှစ်ခုလုံးကစိတ်ချမ်းသာစရာတွေ့နေရတကယ်သဘောတရားမှာအဲ့ဒီသဘောလေးကိုနားလဲတဲ့သူကစိတ်ချင်းရဲစရာတကူမှမရှိဘူး ဒီတော့ရှိတော့ဦးဇင်းတို့မွေးနေ့တခုမှာပြောပြခဲ့ဘူးတယ်အဲမွေးနေ့မှာဆူတောင်းရတယ်အဲဒီဘာတွေဆိုအဲ့တော့အဲမွေးနေ့မှာပြောပါသေးပေါ့စိတ်ချမ်းသာပါစေဦးဇင်းတို့ကပြောတယ်လေအဲ့ဒါလေးအကြောင်းပြမွေးနေ့တွေမဟုတ်ဘူးနေ့တိုင်းစိတ်ချမ်းသာတယ်နေ့တိုင်းပြောတယ်အဲ့ဒါပြောရင်ယုံချင်မယုံမှာ ဘာဖြစ်လို့စိတ်ချမ်းသာတယ်လဲဆိုတော့ခုနကတော့ပြောတဲ့စိတ်နေစိတ်ထားကဘယ်မှာထားရင်စိတ်ချမ်းသာတယ်လဲဆိုတာဒီအကြောင်းကောင်းကောင်းသိတဲ့အတွက်ကြောင့်ချမ်းသာအောင်ထားလို့ရအာရလဲဝမ်းသာလာပဲပြောတာပေးလိုက်ရလဲစိတ်ချမ်းသာတယ်ဘာဖြစ်လို့ပေးလိုက်ရရင်စိတ်ချမ်းသာတာလဲလို့မေးကြည့်အလူလုတဲ့သူတွေကလူတွေဆိုတာသူတို့စိတ်ချမ်းသာလို့တူတာအဲငါဟာသူဟာကတ်နေရင်တော့ဘယ်စိတ်ချမ်းသာတော့ အကယ်၍စိတ်နဲ့စိတ်ဓာတ်လေးပြောင်းကြည့်ဟာသောက်ဆန်ဆိုတာသုံးကြရပဲသူတို့လည်းသုံးပါပဲ သုံးဖို့အတွက်ပေးလိုက်တာပဲဆိုရင်ဟာပြီးသွားပြီလေအရဘုံကြီးရေဖရာတွေအဘဒူဘဝတွေမိတ်ဆွေတွေယန္တူတွေဒါတွေတော့လာမထဲနဲ့ပေးရတာလည်းပြောစရာကောင်းတာပဲရတာလည်းပြောစရာကောင်းတာနှစ်ခုလုံးကစိတ်ချမ်းသာစရာတွေဒါကိုသိရင်စိတ်ကိုဘယ်လိုထားမလဲဒါပဲ ပဲတော့ဒါဥတည်ရင်စိတ်ကိုဘလို့ထားမယ်လို့ခုနပြောတယ်လေပေးကြကြီးပြောပြောကြီးပေးလိုက်တော့ဒါပဲရှိတာဘာဖြစ်လဲဆိုရတဲ့သူကိုကြည့်လိုက်ရတဲ့သူတွေကသူတို့အဆုံးဝင်ပါတယ်ဟောကိုရတင်နာငါလေးပေးလိုက်အလကားဖြစ်သွားပြီလို့တွေ့ရင်တော့မဖြစ်ဘူးလေခုနပြောခဲ့ပြီဒါပြောတယ်ဆိုတဲ့ကိစ္စရတော့မှပြောတာမဟုတ်ဘူးပေးရရင်လည်းပြောတာပဲတဲ့အဲ့ဒါလေးမြင်ဖို့ပဲအရေးကြီးတယ် မြင်ထားလို့ရှိရင်ဒါလေးကိုပြောင်းလိုက်ရုံပဲစိတ်ကိုပြောင်းလိုက်ရုံပဲအဲ့ဒါနှမျောတာလည်းမရှိတွန့်လို့တာလည်းမရှိဘူးအဲစိတ်ညစ်တာလည်းမရှိဘူးစိတ်ချင်းရတာလည်းမရှိဘူးအလကားဖြစ်သွားတယ်လည်းမထင်ဘူးတော့အဲ့ဒီအကြောင်းလေးတွေကိုကျွန်တော်ကြုံရင်ပြောဘူးတယ်ဟိုတုန်းကမျိုးမထိုက်ကစီတော့ထိုက်ကရီယာထိုက်ကလေးတွေကဟိုတုန်းက200ပေးရတယ်ဟိုနာဒီနာပေါ့ နော်ပါဇာ900ပေါ့နေရာဆိုတော့ဦးဇင်းတော့လည်းပူပူလေးပေးလိုက်ပါတယ်နေရာလည်းပေးရ400ပေးလိုက်တယ်ပါဇန်လေးတွေလည်းအတိတ်လေးတွေပေးလိုက်တော့အဲ့ဒါနဲ့ပေးလိုက်တော့ပြီးသွားတော့ဗောလေအဲ့ကသမားလည်းဝမ်းမြောက်ဝမ်းသာနောက်တစ်ခါပြန်တွေ့ကြည့်တဲ့အခါကျတော့စိုက်ကသမားပြောတယ်ဘာပြောလဲပါဇန်နေရာတဲ့အတိတ်လေးတွေမလို့တဲ့သူကဘာတိုင်းသိနော်အရက်တော့တာတဲ့ဒီတစ်ခါတော့အလူကန်နဲ့ထည့်လိုက်တယ်တဲ့အလကားမဖြစ်တော့ဘူးတဲ့ ်အန်သူပြောတာရေအလူကန်နဲ့ထည့်လိုက်တယ်အလကားဖြစ်တယ်အဲဒီတော့ဦးဇင်းပြောပြတယ်ဒီဘဆန်ကအလကားဖြစ်တယ်တော့ဘယ်ရှိမှလဲလို့အရက်တော့လေအလကားမဖြစ်ဘူးနော်လို့အရက်ကမင်းတော့တာမင်းတော့တာပဲဘဆန်ကဘယ်မှအလကားမဖြစ်ဘူးအဲဒီရောက်သွားတဲ့နေရာရတဲ့လူကသုံးပါပဲဘသူဖြစ်ဖြစ်သုံးပါကြီးပဲဘဆန်ကတော့အလကားမဖြစ်ဘူးဒါပေမဲ့ကိုယ်အတွက်မှာတော့ခုနပြောခဲ့တယ်လို့ပေါ့ ကိုယ်အတွက်ကောင်းမကောင်းတော့ရှိတာပေါ့လူသားတော့ကိုယ်အတွက်ကောင်းခြင်းကောင်းမှာပေါ့တရားတောက်တာတော့ကိုယ်အတွက်တရားသဘောရမကောင်းပြီမဲ့အရသာနေရာပြင်လဲသူကြရင်ကောင်းရင်ကောင်းမှာပေါ့အဲသူကပြောတာခါတိုင်းတော့ရေတောက်လိုက်လို့လကားဖြစ်သွားတယ်ပေါ့ပတ်စံလကားဖြစ်သွားတယ်ပေါ့ဒီလိုဆိုလိုတာတကယ်ကခုပြောတဲ့သဘောတရားကြီးရမှာပတ်စံတို့မိဒီကလကားဖြစ်တာဘယ်သူမှမသိဘူးပထောင်သားလက်ထဲရောက်သွားလဲသူတို့မှာပဲနော် အဲချင်းရဲသားလက်ထရောက်သွားလဲ၃မှာတတိလက်ထရောက်သွားလဲ၃မှာပညာတတ်တဲ့လူရဲ့လက်ရောက်သွားလဲ၃မှာပဲအဲ့တော့အဲ့ဒီအတိုင်းကြီးပဲကြည့်လိုက်ပေါ့ဒါပဲရှိတယ်၃ဝင်နေတာတနေ့ရရမှာ၃ဝင်နေတာအဲ့တော့၃ဝင်ပေါ့ကိုလည်းပဲဒါလေးကစီမံခွင့်ရရုံလေးပဲနော်အဲ့မှာနှမျောစရာလည်းမရှိဘူးစိတ်ချင်းရဲစရာလည်းမရှိဘူးကိုအတွက်ကြီးကိုဟာရေလို့ကြည့်ရင်တော့တမျိုးပေါ့စိတ်ကငါဒါငါဟာငါဟာဆိုရင်တော့ပြဿနာပေါ့ ငါဟာမဟုတ်ပဲနဲ့သုံးလေရသူလည်းသုံးအချိန်ပြည့်တဲ့လူသုံးပေါ့နော်အလကားပေးတာလည်းမဟုတ်ဘူးလေသူရဝန်ဆောင်ကနဲ့ကိုကဒါလေးပေးပေးရတာခုနကတော့ဦးဇင်းတို့တန်ယုံဝင်တယ်ခေါ်တာသူတန်ယုံကြီးကတေချာဆောက်တာတာလေတတိုင်းကြီးလည်းတေချာကားထားတယ်တကားကြီးကလည်းအဲလမ်းကြီးခင်းထားတယ်အရေးအာဝတာအောက်ကသွားတယ်အထဲကြရလည်းပဲအေးအေးချမ်းချမ်းနဲ့နေရတယ်ဆိုင်ကုန်ကြီးလည်းတန်တန်ရှင်းရှင်းထားတယ် အဲ့ဒါဘာမတန်နေရာရှိလဲနော်ဒါဒါသဘောပြောတာပါသူတို့ထောက်ထားတဲ့ပမာဏနဲ့လောကကြီးမှာတေချာစဉ်းစားကြည့်သဘောတရားဆိုတာကိုမအိမ်ကောင်းကောင်းထောက်ထားကိုယ့်အိမ်နဲ့ဘသူပေးဝင်ပါလဲမမိုးဝင်ညစ်ပတ်တယ်လေအနာစီလာခဏကပေးပေးမယ်ကြီးပါလန်ရေးကြရင်ကြမယ်ဟိုတံပိုးကြီးကြီးနဲ့ထောက်ထားရရဲ့သဘောကောင်းတာနဲ့ပေးဝင်အဲ့တော့သူတို့သူတို့သဘောကောင်းလို့ပေးဝင်တာလေဘုရားသွားချင်းတာလေသူတို့ သူတို့သဘောကောင်းလို့ပြောဝင်တာအဲဒီတော့ဒါလည်းသူတို့ဟာကြီးအာဆောက်ထားတဲ့အဆောက်အဦတွေနဲ့ဟွာတွေနဲ့တွေ့ဆိုတော့ပေးတင်တာပဲသူတို့မှလည်းပုံရစီတရားရှိနေတာဒါဒါသဘောတရားပြောပြတာပါနော်ကိုအိမ်ဟိုဗတ်ဆန်ခေါင်းကအဲဗတ်ဆန်အများကြီးကုန်ကြခံဆောက်ထားပြီးကိုဘသူပေးဝင်တောင်းတောင်းပေးမဝင်လေအဲ့ဒါအဲအင်ကြီးအိမ်ကောင်းနေငါငါ ဝင်လာခဲ့မယ်သွားဆန်လေးနည်းနည်းပေးပြီးဝင်မယ်ရမလားဆိုရင်ဓာတုသဘောတူပုံမှာအဲဒါပြောချင်တာကဒီတခါလေးကြတော့ခုနပြောတဲ့အန္တာငါဟာတွေသူဟာတွေပြီးတဲ့အခါမှာအဲဘာဖြစ်လဲဒါလေးနဲ့ပဲဒီလိုတဲ့ပဲအဲအဲ့ဒီလိုတွေလူတွေကစဉ်းစားတတ်ကြအဲ့ဒါမှားတယ်လို့ခေါ်တယ်နော်ဗုဒ္ဓပြောတဲ့ဒိဋ္ဌိဆိုတဲ့ဟာအဲ့ဒီအဲ့ဒီကနေအဲ့ဒီအမှားကိုဒီလိုဆိုလိုတာဒိဋ္ဌိပြုတ်ဒိဋ္ဌိပြုတ်ဆိုတာဒါလေးပြောတာ အဖြစ်အမှန်တိုင်းကြည့်ရမယ်အမှန်တိုင်းကြည့်ရင်အမှန်တိုင်းလေးပဲကြည့်သွားရင်အဲ့ဒါဒိဋ္ဌိပြုတ်တယ်ပေါ့အမှားပြောက်တယ်ပေါ့နောက်ခုဦးဇင်းတို့ပြောပြနေတာသတိထားပြီးစဉ်းစားကြည့်စဉ်းစားကြည့်မဟုတ်ရင်လူတွေကငါဟာဆိုရင်အဲ့ဒီမှာပြဿနာလာမပြောတာတွေအဲစိတ်ညစ်တာတွေအမျိုးတာတွေဟာအများကြီးဖြစ်ကြတာအတန်နဲ့မတန်ဘူးဆိုတာလည်းလောက်ကြသေးတယ် ကိုယ်ပကရည်ပဲတွေ့တာဟုတ်အဲ့ဒါကြတော့အတ္တဒိဋ္ဌိလို့ခေါ်တယ်အဲ့တော့ဆက်ဆက်တဲ့နေရာတွေမှာအဲ့ဒီလိုတွေ့လို့ကမရဘူးနော်မဆက်ဆက်တဲ့နေရာကတော့သူ့ဘာသာသူနေကိုယ့်ဘာသာကိုနေဒီမှာလဲတော့မဆက်ဆက်တဲ့နေရာမှာအလကားတော့ရော့အင်းတော့သွားပြေးကြအကြောင်းတော့မရှိဘူးပေါ့ဆက်ဆက်လာပြီးဆိုလည်းပဲနှမျောစရာမရှိဘူးဆိုတာကိုဒီလိုဆိုလိုတာအလကားဖြစ်သွားတာလည်းမရှိဘူး အဲဒါဒါကိုအရှင်ပြေတယ်လို့ခေါ်တာပေါ့အဲတော့ဒီမှာမွေးနေ့နဲ့ပတ်သက်ပြီးဦးဇင်းတို့ပြောရမှာမပြောတာမရှိဘူးနော်လို့ဆိုတာအဲတော့လူတွေကဒါကိုပြည့်စုံအောင်နားမလည်နိုင်ရရင်ပြောတယ်ပေးရရင်သိသိရတယ်ဖြစ်လာမပေးချင်ဘူးပေးတဲ့အခါလဲပြောရတာပဲအဲတော့အမြဲတမ်းပြောတယ်ဆိုတာအဲ့ဒါဘယ်နေရာမှသိသိရစရာမရှိဘူးဆိုတာ အဲ့ဒါမြင်တတ်တယ်မြင်တတ်လို့ချင်းဒါဒီတရားနိလန်တရားသဘောတရားရမြင်တတ်ရဲ့အဲ့ဒီလိုဖြစ်လာသိငင်းစရာမရှိသိသိငင်းစရာမရှိအာအလုံးအဆင်ပြေအတွဲမှာဘောဒီဒီဟာသွားခုနိုင်ငံသွားခြင်းဗီဇာမရဘူးမရတော့သိသိငင်းချိရဥစဉ်တို့ရှိရသွားပြန်သွားတဲ့သူတွေအကုန်လုံးကြည့်ဘယ်သူမှစိတ်မချမ်းသာကြဘူးဘာဖြစ်လို့စိတ်မချမ်းသာလဲသူတို့ကသွားလူကျင်တဲ့စိတ်ကြီးနဲ့သွားတာလေ အဲ့တော့ဒီမှာဒီသဘောတရားတွေလည်းသူတို့စိတ်ထဲမှာမထားနိုင်ဘူးသဘောတရားဆိုဒီတရားနဲ့ညီစိတ်ကိုမထားနိုင်တော့အလိုချင်တာမရရင်စိတ်ဆင်းရဲတာပေါ့နော်စိတ်ဆင်းရဲတဲ့စကားဖြစ်လာတာအခုတော့ဦးဇင်းတို့သွားတာလုံကြီးလုံထုံကြီးသွားတာလေအေးတို့ရဲဝင်လို့ရမလားမရဘူးလားကြားချင်းလည်းရမှာမရချင်းလည်းမရဘူးဒါဘာမှပြောလို့မရဘူး အဲ့တော့ရရရရလေရလေဒါပဲပေါ့မရလေဒါပဲပေါ့အဲ့မှာအသိမြင့်တရားပေါ့နော်တရားနေရာပြင်မာတွေ့ရဒီလက္ခဏာနဲ့ညင်းပယ်တာနှစ်ခုပဲရှိတယ်ဥစ္စာနော်လက္ခဏာနဲ့ညင်းပယ်တာနှစ်ခုပဲရှိတာအညင်းခံရတဲ့ဆိုတာကကိုယ်တယောက်တည်းညင်းခံရတာမှမဟုတ်ပဲ ။ဟောဘုရားတော်ငင်းခံနေတာ။တရားတရားတွေဟောတယ်။တရားဟောလူတွေကငင်းတာ။ဟာမဟုတ်ဘူးလက်မခံဘူး။ဟောဘုရားတရားတွေလက်မခံတဲ့သူအများကြီးရှိတယ်။အဲ့ဒါငင်းတာပေါ့။တရားကိုလည်းငင်းတာတရားကိုလည်းငင်းတာပဲ။အခုလည်းဒီတိုင်းပဲလေဦးဇင်းတို့ငင်းခံတာဘာခဲ့ဘာဘာများအဲစိတ်ဆင်းရဲစရာရှိဘာမှလည်းစိတ်ညစ်စရာလည်းမရှိဘာမှစိတ်ထဲမှာနှောက်ယှက်လည်းမဖြစ် အငင်းခန္ဓာဒါအငင်းခန္ဓာနဲ့အငင်းနာနဲ့လက်ခန္ဓာဒီနှစ်ခုပဲရှိလက်ခံလက်ခံလက်မခံငင်းမှာပဲအဒီဟာဖြစ်နေကြတယ်ဒါတည်နေတော့အေးရအေးကြောင်းပဲနော်ဒီနာပြီးဒီနာပြောက်ပြီးသွားတာပဲဘာမှမဖြစ်အဲ့တော့ဘဝမှာဒီတိုင်းပဲလေအဲကိုကဘလောက်ပြောပြောမိဘနဲ့သာသမီဖြစ်စေအောင်တော့ငင်းချင်ငင်းမှာပဲအလုံးနဲ့ဆိုရင်မဟုတ်လုံးမှာပဲဆိုတာဒါငင်းတယ်ခေါ်တာ ကိုပြောတာလက်မခံအဲ့မှာတရားသဘောရတရားကြည့်တွေ့ရလိမ့်မယ်ညင်းတာကလည်းတရားသဘောပဲနောက်ကကအငင်းကတော့ကိုမားတာလည်းမဟုတ်ဘူးကိုမမားပြီမဲ့သူညင်းခြင်းလည်းညင်းပါပဲနော်ဆိုကြပါစို့ဘုရားမမားပြီမဲ့ဒီဘရကဘုရားလောက်ကြံခြင်းလောက်ကြံတာပဲလေဒါဒါတည်းဒါမျိုးလည်းရှိတာဒါတရားသဘောခေါ်တယ်သူအနတ္တအရာဖြစ်ဖြစ် ဖြစ်တတ်တယ်လို့ဖြစ်လာမှာပဲသူတို့ဖြစ်ကျင်တယ်လို့ဖြစ်လာမှာနောက်တစ်ခါကျတော့ဒီကိုမမားဘူးလားဆိုတော့ကိုယ့်ဘက်ကပြန်ကြည့်ပြန်တော့လည်းပဲကိုကလည်းသူမငင်းလောက်အောင်မပြောနိုင်ဒါကိုယ့်ရဲ့ညံ့တာပေါ့နော်ကိုယ့်ရဲ့ညံ့တာကိုကအဲသူလက်ခံနိုင်လောက်အောင်မပြောနိုင်ဘူးဆိုတော့ဒါကိုညံ့တာဖြစ်သွားပြန်အောင်ကိုညံ့သလားဆိုတော့သူ့ဘက်ကလည်းတစ်ခါပြန်ကြည့်တော့သူလည်းကိုလည်းပဲ မကောင်းဆိုးဝါးမှမဟုတ်ပဲကောင်းတာကိုလက်ခံသိရတဲ့အတိုင်းလက်မခံသူကလည်းညံ့ပြန်သွားဆိုတော့အဲ့ဒါအကုန်တရားသဘောတည်းပဲဘယ်ဟာနဲ့ပဲကြည်ကြည်အစိတ်ကပြဿနာမရှိတော့ဘူး။ဩသူညံ့လို့သူကလက်မခံတာ။အဲသူဘက်ကကြည့်ရင်သူညံ့လို့ဖြစ်တာ။ကိုဘက်ကကြည့်တော့လည်းကိုကလည်းသူ့ကိုနားလည်အောင်လည်းမပြောနိုင်လက်ခံအောင်မပြောနိုင်ဘူးဆိုတော့ဒါကိုညံ့တာဖြစ်သွားပြီ။အဲ့တော့ဒါအညီတူများတူပဲဘယ်မှပြဿနာမရှိဘူး။ နောက်တစ်ခါညင်းတယ်ဆိုတဲ့ကိစ္စကသူတို့ကညင်းပိုင်မင်းရှိတာပဲကိုယ်သဘောမဟုတ်ဘူးဒါလောကတရားသဘောမှာအနတ္တဆိုတာအဲတော့ဒါရီကဟိုအကယ်ကိုမညင်းခါတော့ဘုရားလည်းညင်းခါတာပဲလေဆိုတော့အဲ့ဒီမှာတရားသဘောနဲ့ယူပဲစိတ်ကဖြစ်တာနော်တရားနဲ့ယူပဲဖြစ်တာကျန်တာဘာမှဖြစ်တာမဟုတ်ဘူးဘာလို့ငါမရတာတွေသူမရတာတွေသူသူကမပေးတာတွေသူစိတ်ဆိုးတာတွေငါမရလို့ပါလေအဲ့ဒါတွေလည်းဘာမှမရှိဘူး အဲ့တော့ဒီဖြစ်ရလေးတွေကဒါတရားသဘောကိုပြောပြတာ။ခေရီတော့တရားမှာဒီနေ့ကောင်းနေလေးကညံတင်တော်ကောင်းတပြောင်းနဲ့ပြောင်းဆိုတာ။ဟုတ်ပြီအခုတရားသဘောနဲ့ညီနေတော့ဒါဟာအကောင်းဆုံးပဲလေ။ဒီထက်ကောင်းတာတော့ဘာမှမရှိဘူး။တရားသဘောနဲ့နေတဲ့အတွက်ကြောင့်ဒါကညံ့နေတယ်လည်းမပါဘူး။စိတ်နေစိတ်ထားမှာ။ဒါညံ့သာစိတ်မဟုတ်ဘူး။ ဟိုတင်းအတင်းတင်းလည်းမဟုတ်ပြောင်းတော်လားဆိုတော့ဒီတရားသဘောနဲ့နားလဲနေတာဒါဒီတရားသဘောကျွမ်းညင်နေခြင်းဟာတင်းလည်းတင်းတော်လည်းတော်ပေါ့တင်းတော်တာတင်းတော်ရင်မဟုတ်ဘူးအဲ့ဒီတော်တာတွေကများလို့သာကောင်းသွားတာနော်အဲ့မှာဆက်စပ်ပုံနော်ညံတဲ့သူကဘာလုံးတဲ့နဲ့ဘာမလုံးတဲ့ဘူးတောင်သူမသိဘူးအဲ့တင်းတဲ့အထီတောင်သူမတက်လာဘူးသူက ဘလို့စဉ်းစားသိနေဘလို့မစဉ်းစားသိဘူးဆိုတာတော့မသိဘူးဒါညံ့ညံ့တာညံ့တာနော်လောကကြီးကမှဒါညံ့ပြီဆိုရင်ပြောတင်မှလည်းမသိမပြောတင်မှလည်းမသိဘေးတင်မှလည်းမသိမဘေးတင်မှလည်းမသိအသိနဲ့အထီတော်မတက်လာဘူးနော်အညံ့အညံ့ညံ့နေရဒါလေးကလှုပ်တင်တာဘောဆိုတာအဲ့လှုပ်တင်တာလည်းမသိမလှုပ်တင်ဘူးဆိုတာလည်း